ဒီလေချောင်းမှာလေချောင်းကအတန်မထွက်တဲ့ဒီယောဂပဲပြောပါတော့အဲ့တခုရှိတယ်ပေါ့နော်စိတ်လှချားပြီဆိုလို့ရှိရင်အဲ့လေချောင်းအတန်မထွက်တော့ငငယ်တော့ကတော့ဒီကြောက်ပေါက်တော့လေကြောက်ဒီပေါက်တော့ဒီရှာကိုအဖွားနေပြီးတော့မှတ်ကလောင်ရှင်းလိုက်တယ်အဲ့ရှင်းလိုက်တဲ့အခါမှာနောက်အဲ့ဇက်တိုက်ကျွန်တော်တတွေးတွေထွေးတယ်ထွေးပြီးတော့လေချောင်းမှာအဲ့လိုတင့်နေတယ်လို့ခံစားအဲ့လိုတင့်နေတော့ ဲ့လိုလုံးရတယ်အဲ့လိုလုံးတော့မှရှင်းသွားအရင်ကဖျောက်ခဲ့ရမှာပေါ့နော်အဲ့လိုမျိုးနောက်လိုက်ရတယ်အဲ music video audio ကတော့ကျွန်တော်ဒီ online online streaming တွေမှာဟိုပါပေါ့အယုံဆုံးနားထောင်လို့ရအောင် copyright အရင်တင်တာပေါ့နော်တင်ပြီးတော့မှဒီ ကြာပြီဆိုမှ music video ကိုရိုက်တာပေါ့နော်အဲကြောင့်မို့အရင်တင်ထားတာပါဟုတ်တယ်အများကြီးကုန်တာပေါ့နော်ကျွန်တော်တို့ရဲ့ဒီ destino entertainment အကိုချဲ့အကိုကိုစိန်လေးရလဲတခြားလေးကိုအားဆိုင်ပြီးတော့ရိုက်ပေးထားတာပေါ့နော်သူကန်ကို writer လုပ်ပြီးတော့ဒီရှင်လေးကိုကြည့်ချက်ပြီးတော့အကောင်းဆုံးဖြစ်အောင်ဖန်တီးပေးထားတဲ့အတွက်ကြောင့်မလို့ထွက်လာရင်လဲဒီကျွန်တော်တို့ဒီ video quality ကလည်းအရန်ကိုမိုက်ပြီးတော့ဒီကျွန်တော်တို့ဆိုထားတာတွေရောကားထားတာတွေရောတရုပ်ဆောင်ထားတာတွေရောအားလုံးကြည့်ရတဲ့သူတွေ ကြည်ရတဲ့ဒီမိဘမိဘပြည်သူတွေပြည်သက်တွေအကုန်လုံးစနေတက်ကြမယ်လို့လည်းယုံကြည်ပါခင်ဗျအာတကယ်တော့မလွယ်ကူဘောနော်တရှင်အတန်သွင်းမိဆိုလို့ရှိရင်လည်းဒီတပုတ်ကောင်းမှုတွေကိုအားရလဲဆန်ရတယ်စတူဒီယိုမှာဆိုလို့ရှိရင်လည်းအာအတန်မထွက်မှာစိုးရင်လည်းကျွန်တော်ဒီလေချောင်းမှာလေချောင်းကအတန်မထွက်တဲ့ဒီယောဂပဲပြောပါတော့အဲ့တခုရှိတယ်ဘောနော်စိတ်လှုပ်ရှားပြီဆိုလို့ရှိရင်အဲ့လေချောင်းအတန်မထွက်တော့စတူဒီယိုမှာဆိုလို့ရှိရင်လည်းအဲ့လိုမျိုး အများနဲ့ဂယူဆိုင်ခံရပါတော့ဂယူဆိုင်နေပေးကြတယ်အာစတူဒီယိုတင်းပြီဆိုလို့ရှိရင်ပြာခက်တာအဲ့အဲ့ရလေးတစ်ခုပါပဲအာနောက်ပြီးလို့ရှိရင်တော့တခြားလေးအားထည့်ပြီးအားထည့်ပြီးတော့လောက်တော့ကြအောင်လဲတူတူတူကောင်းလာပါတယ်ဟုတ်အခုဆိုရင်တရှင်အပုပ်ရေ၅ဘုတ်၆ဘုတ်လောက်ရှိနေပါတော့တွင်းတာအဲအဲ့နောက်ပိုင်းတော့ထရေဒူတော့ဘာမှတော့တိတ်မခက်ခဲတော့ဆက်ဆောင်ပိုင်းကတော့အလိုကြရလေးရှိခဲ့ဟုတ်အဲ့ဒါကလေကျွန်တော်လည်းမမသိရအကျင့်တစ်ခုလို့ဖြစ်သွားပါတော့တကယ်တော့ ငငယ်တော့ကတော့ဒီကြောက်ပေါက်တော့လေကြောက်ဒီပေါက်တော့ဒီရှာကိုအဖွားနေပြီးတော့မှတ်ကလောင်ရှင်းလိုက်တယ်အဲ့ရှင်းလိုက်တဲ့အခါမှာနောက်အဲ့ဇက်တိုက်ကျွန်တော်တတွေးတွေထွေးတယ်ထွေးပြီးတော့လက်ချောင်းမှာအဲ့လိုတင့်နေတယ်လို့ခံစားအဲ့လိုတင့်နေတော့အဲ့လိုလုံးသွားတယ်အဲ့လိုလုံးတော့မှရှင်းသွားအဲ့လိုမလုံးတင့်နေအခုအဲ့လိုပဲအမ်အင်တာဗျူးဖြစ်နေတယ်အဲ့လိုပဲစိတ်ကိုရှုပ်ထိန်းပြီးတော့လုံနေရပါတော့အမ်အချင်းတစ်ခုလားဆိုတော့လေမဟုတ်ပြန်ဘူးမလုံးပဲနေတော့ကြောင်လဲ မနေနိုင်အောင်အဲ့လိုဖြစ်လာဘယ်လိုလဲမသိဘူးဟုတ်တယ်အခုတော့ထိန်းထားရအဲ့လိုစိတ်လှုပ်ရှားလို့ဆိုလို့ရှိရင်လေကြောင်းအဲ့လိုတက်ဟုတ်တယ်ဟုတ်တယ်မအဲ့လိုဖြစ်နေရပါတော့ဟိုနေ့ကတော့မင်းလေးမှဂျုံလို့စေကန်းတော့ပြခဲ့ပြီပြခဲ့ပြီးတော့တောက်ဆေးလိုအပ်တဲ့တောက်ဆေးလေးတွေပေးတယ်ငုံဆေးလေးပေါ့နော်အဲ့လိုပြအခုတော့ငုံဆေးမေ့ခဲ့ တွင်းမိရဲ့အရင်တည်းကဖျောက်ခဲ့ရမှာပေါ့နော်အဲအဲ့လိုမျိုးနောက်လိုက်ရတယ်နောက်နောက်လွန်ခဲ့တဲ့တနေ့လောက်ကတော့လွန်တနေ့ပဲပြောပါတော့မမမေမောကတော့မမောကတော့ပြောတယ်ဟိုသူလည်းအဲ့လိုဖြစ်ခဲ့ဘူးတဲ့အချင်းပေါ့နော်အဓိကတော့အချင်းဖြစ်တာဖျောက်ရင်ပျောက်တယ်လို့ပြောတာပဲဒါပေမဲ့ကျွန်တော်ဖျောက်ဖို့လေခုတော့စူးစမ်းနေပါတယ်ဟောဒါပေမဲ့ခုနောက်ပိုင်းတော့အများကြီးစူးစမ်းပြီးတော့လေမလုံဘဲနဲ့တော့ထိန်းထားရအောင်တရှင်းစုံနေတယ်ဒါပေမဲ့နားနေအခါကျရင်တော့လုံလိုက်တယ် အဲ့လိုပေါ့ဆိုရင်လည်းမလောက်အဓိကတော့ဒီအစားတော့အစားတော့ပေါ့အရက်ပီယာရေခဲရေအချိုရေအဲ့မတောင်းလေပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းရေခဲရေဆိုအခုဒီလုံးဝမတောင်းဘူးရှောင်းတယ်ရေခဲရေတွေအဲ့လိုအချိုတွေတောင်းလိုက်ပြီဆိုတော့လည်းအဲ့ဒါဖြစ်ပြီးလေကြောင်းမှာစားဖြစ်ပြီအဲ့ကြောင့်မို့အခုတော်တော်မတောင်းဖြစ်တာကြာပါပြီကျွန်တော်ဘာသာအောင်လဲဆိုတော့ကျွန်တော်အာရင်နွေးရင်နွေးချမ်းလေးကိုတတ်မြတ်သီးထည့်ရယ်ပြီးရင်အာငုံစေးငုံနေအဲ့ဒါပါပဲဟုတ် ကျွန်တော်ငငယ်လေးငငယ်လေးကဒီအာရွေကျဲတစ်ခုထားရပါတော့မဖြစ်ဘူးဆိုတဲ့အရာ မရှိအောင်ကိုကျွန်တော်ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့ဒီငယ်မျိုးလေးတစ်မျိုးကနေပြီးတော့အဲ့ဒါမျိုးမျိုးမန္တလေးမျိုးမျိုးကြီးတစ်ခုမျိုးလေးတစ်ခုကိုထပ်တက်ခဲ့တယ်ပြီးတော့မှမျိုးလေးကနေမှမျိုးကြီးတစ်ခုထပ်တက်ခဲ့အဲ့လိုအစင်းစင်းပေါ့နော်အာမဖြစ်ဖြစ်အောင်လုပ်မယ်ဆိုရင်ရွေကျဲနဲ့ပဲဒီနေ့ဒီချိန်ထိရောက်အောင်ဒီနေရာအောင်ရောက်အောင်လို့ကျွန်တော်စူးစမ်းပြီးတော့ ရှောက်ခဲ့တာပေါ့နော်ခြေချိုဖြစ်သွားပြီးနောက်ပိုင်းလဲဒီကိုကိုကိုရာရက်လိုက်ကိုအာအရင်တော့အားရမှုတော့မရှိသေးဘူးပေါ့နော်ဟုတ်ပါရဲ့ခင်ဗျအဲ့လောက်ကြီးကိုရွေထားပါတယ်ဟာအများကြီးလဲစူးစမ်းနေပါတယ်ဒါပဲဖတ်ထားပြီးတော့ဒီကတော့ဇွဲမလျှော့ပဲနဲ့ဒီချာလေးစူးစမ်းသွားမယ်ပေါ့နော်ကျေးဇူးတင်ပါတယ်ဟာ